လူကြီးတွေတီအောင်ဖောက်တယ်ချပြရနော်အလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်နားလေးတဲ့လူကြီးတွေကတော့လေးချီအောင်စောင်းနေရနော်လေးချီအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်နော်သူတို့အကြောင်းနေပြောလိုက်လို့ရှိရင်သူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးနော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လည်းဦးဇင်းရတယ်အဲ့တော့ စိတ်ဝင်နေတော့တင်းရတဲ့အခါမှာဥစဉ်တို့ပြောချင်တာကတော့ငိမ့်နေတာဘယ်ရမှာမကောင်းငိမ့်နေတာမကောင်းဘူးရနော်ရေးရေးမှာတနည်းအားမှာရေးငိမ့်နေပြီဆိုလို့ချင်းလှုပ်နေရပဲအဆင်ပြေတယ်ရေးကငိမ့်နေပြီဆိုအဲ့ရေးနာမှာအန်တီရှိလို့ပဲပို့ပြီးမှခူးဆက်ရမယ်တမင်ကုန်းတော့ဘယ်ချိုးတော့ဝိုက်နေနော်ရှိတ်ဆက်ပြီးလဲဒီလူစစ်တွေကိုပေါ့လှုပ်ချင်ကန်ကြီးအောင်လဲစီယုံရမယ်စီယုံရမယ်နော်စင့်ဟွာကိုအနာလုတ်ပြီးမှပြဒနာမှရှာကြတယ်လို့ဥစဉ်ကပြောချင်ပါလိမ့်ဗျဒါလေးလည်းပြောချင်တယ်နော်စင့်ဟွာကို ော့ပြည်သူစစ်တေကိုလည်းဦးစင်းအနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တေကိုစိတ်ဓာတ်ကြဆင်းအောင်တရင်သမားရဲ့မှာဆိုဖဲတီးတွေရှိတယ်နော်ဘိုလ်ကုန်းတွေပေါ့ဘိုလ်ကုန်းတွေအရာရှိကုန်းတွေရှိတယ်နော်ဒါမျိုးဟာတွေကသူကချုပ်ဘိုလ်ကုန်းရရှိကုန်းနဲ့စီဝိုင်းသမားတွေရှိတယ်စီဝိုင်းသမားကြောင့်ပြည်သူစစ်အာရုံနောက်လို့ရှင်တို့တရင်သမားရဲ့ညာတိုက်ပြလိုက်တယ်နော်ဘိုလ်ကုန်းတွေဒါမျိုးတွေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အထက်လူကြီးတွေဆိုမပြောရဲဘူးလို့ပောက်ကိုတော်ရင်ဖွင့်လာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်ပါတယ်ဗျဒီနေ့ဦးစင်းပြောချင်တာကတော့တရင်လေးတွေကတရင်လေးတွေကပြောရတာကြလူကြီးအများစုက နော်လူကြီးတွေအများစုအာဏာရှိတဲ့လူကြီးတွေအများစုသူတို့မကောင်းကြောင်ပြောရင်တော့ခင်ဗျချက်ချင်းလက်လက်နေပြတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေထဲမှာတမ်းမလို့ရတဲ့ဒုက္ခတွေကိုပြောပြရင်သူတို့တွေရဲ့နားတွေကလေးနေရပြတယ်တော့နှစ်ထိုင်းနေဖြစ်ပေါ်ပါများတယ်နော်ဒါတစ်ခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကတို့တို့ကတစ်ခါတလေကြပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီနားဘက်ကတမ်းမလို့အားကိုးခြင်းနဲ့ နော်အဲ့တော့အားကိုးခြင်းအောင်လဲနောက်သက်ကတက်မှာတော့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲကြောင့်ဥစဉ်တော့ကလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြန်နော်ဆိုတော့ကိုပြောတဲ့စကားဥစဉ်တော့ပြောတဲ့အရာကိုဥစဉ်တော့တရားခိုင်တော့အာမခံရတယ်မှားလို့ရှိရင်တရားဆွပ်ပလိုက်မှားလို့ရှိရင်ထောင်ချပလိုက်ဒါဥစဉ်တော့ကဒါဥစဉ်တော့ပြောနေတဲ့စကားတွေကပြည်သူတွေရဲ့စကားကိုပောက်ကိုတော့အနေနဲ့ဖောက်တယ်ချပြတာလူကြီးတွေတိအောင်ဖောက်တယ်ချပြရနော်အလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်နားလေးတဲ့လူကြီးတွေကတော့လေးချီအောင်စောင်းနေရနော်လေးချီအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်နော်သူတို့အကြောင်းတွေပြောလိုက်လို့ရှိရင် တို့အတုံးမကြတဲ့အကြောင်းဒီမှာပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးနော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လက်ဖြစ်ခြင်းဖြစ်မှာပေါ့နော်အဲ့တော့ဥစ္စနောဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့တောင်တာဘက်မှာဆိုလို့ရှိရင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်တာမှာပြဿနာတွေရှိတယ်တပ်မတော်တာတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်တာမှာဆိုဒီနေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဦးဇင်းတို့တတိယနေ့ခဏခဏပြောပြောပြရတာဒါပေမဲ့ဖိဖိစီစီမလုပ်တော့လူနာထီလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော် ါလည်းကိုယ့်ဘက်ကเนาะအဲ့တော့တောင်နာမျိုးလေဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာเนาะဒါလူကြီးတွေကိုဦးစင်းတော့တိအောင်ပြောပြဒါတော့ပဲဦးစင်းတော့ပြောချင်တာဗျာเนาะမြင်းကြံမှာကတော့မြင်းကြံတို့ဒါမြင်းကြံတို့နှထိုးကြီးဘက်မှာကတော့ချစ်တော့ဖြစ်တယ်ဒါပေမဲ့မြင်းကြံဘက်မှာကထိလို့မရဘူးမြင်းကြံကထိထိမိမိနဲ့ရှိရင်လိုက်စော်တယ်လိုက်လုပ်တယ်ဒီမြင်းကြံနဲ့လက်ရှိမြင်းကြံမှာရောက်နေတဲ့စတိုင်းမူလားမတည်ဘူးเนาะစတိုင်းမူနာမည်တော့မပြောတော့ဘူးသူเนี่ยပတ်တာဆိုင်เนี่ยအဆင်ပြေတယ်ညီညွတ်မှုကောင်းတယ်ပတ်တာဆတဲ့ဇာတ်ကောင်လည်းသူကနားထောင်တာမဟုတ်ဘူးတုံးတက်ပြီးတယ် ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်တုံးတက်တဲ့အတွက်ကြောင့်အရန်အဆင်ပြေတယ်အဲ့တော့အဆင်ပြေတဲ့အတွက်ကြောင့်ရှိတဲ့နေရာတိုင်းမှာအခါရခွင့်ပြုပြီးမှချက်ချင်းလိုက်တော့အကြမ်းဖက်ဒီခွင့်ပြုဝယ်ပြီးပြရတယ်ပေါ့ဗျာနော်ခွင့်ပြုဝယ်ပြီးရတယ်မြင်းကြောင်တို့ချောက်တော့မပြောနဲ့နော်ဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လည်းဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လို့တင်ရတယ်အဲ့တော့စိတ်ဝင်နေတော့တင်ရတဲ့အခါမှာဦးဇင်းတို့ပြောချင်တာကတော့ငိမ့်နေတာဘယ်မှာမကောင်းငိမ့်နေတာမကောင်းဘူးပြန်နော် ရေရေရေမှာတနည်းအားမှာရေငိမ့်နေပြီဆိုလို့ချင်းလှုပ်နေရပဲဆင်းပြီတဲ့ရေကငိမ့်နေပြီဆိုအရင်နာမှာအန်တရာရှိလို့ပဲဒါလည်းတိအောင်ပြောပြတော့ခွာเนาะအဲ့တော့မရေရဘဲတို့ဦးစင်းတို့ဒီမှာဆိုရင်တမ်းမြင်ကုန်ဆိုလို့ရှိရင်ဦးစင်းတို့ပတ္တစာတွေတမ်းမြင်ရတွေနဲ့ပတ္တစာတွေရဲတွေနဲ့ပူပေါင်းပြီးတိုက်လိုက်တော့ရပါတယ်အဲ့တော့တို့တွေအဲ့နေရာကိုပြန်တိုက်ဖို့တော့တို့တွေလူစုနေတယ်အဲ့နေရာကိုတို့တွေ online အချင်းလိုက်တို့တွေဝင်လိုက်မယ်အဲ့တော့ကိုယ့်ဘက်ကဘာတွေကြိုလုပ်မလဲဘာတွေကြိုပေးစမလဲအခုအားတာတာတော့ကိုယ့်ဘက်ကဒီတမ်းမြင်ကုန်မှာဦးစင်းတို့ကเนาะ တိုင်းမင်းကအနီးတဝိုက်ပေါ့ဗျာအဲ့ဘက်ဒီမှာဦးဇင်းတို့ကဖြူဝမှုရဲ့ဖြူဝမှုရဲ့လှုပ်ဆောင်မှုကိုပဲချီးကျူးရမှာပဲဗျာနော်ဒီဖြူဝမှုကပြည်သူစစ်တွေကိုလည်းသူကအားကိုးတယ်ပြည်သူစစ်တွေကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ပြည်သူစစ်တွေပေါ်ပေါ်လည်းသူလူဝါဝါတာမကြိုက်ဘူးဘယ်ပုံမှုဖြစ်ဖြစ်သူလူဝါဝါတာမကြိုက်တခါချက်ချက်ခေါ်ပြောတယ်နော်မင်းတို့ရှိဒီဒီဖြူဝမှုစကားဆိုတာမင်းတို့ပြည်သူစစ်တွေကွာငါတို့တပ်မတော်တိုင်းနဲ့အတူတိုက်ပြီးတကယ်ကိုကျေးဇူးတင်တယ်ကြောင့်သူကအေးစစ်စစ်ပြောတာနော်ပြည်သူစစ်တွေကိုအားလုံးကတော့ဒီတချို့အရာရှိတော်တော်များများဒီဖြူဝမှုကိုမကြိုက်ဘူးဘာကြောင့်မကြိုက်တာလဲ ဒီပြည်ပဘူးကမှန်လွန်းလို့မကြိုက်တာဒီပြည်ပဘူးကအသုံးမကျအသုံးမကျအောင်ဆိုပြီးခေါ်ပြောတဲ့အတွက်ကြောင့်တချို့ဘုံမှုတွေကရှေ့မှနေပြီးဗီဒိုစတီဟောက်ငှံပြီးမှဆရာကြီးစတိုင်နဲ့စစ်ကောင်ကောင်တိုက်ခူတာမဟုတ်ဘူးနော်စစ်ကောင်ကောင်တိုက်ခူတာမဟုတ်ဘူးဗီဒိုစတီဆရာကြီးစာထာကြီးနဲ့ဗာကြီးနဲ့ပြုနိုင်တဲ့ဗီဒိုစတီပေါ်ပြမပြုနိုင်တဲ့ဗီဒိုစတီတို့မျိုးဒါနဲ့ဒီပြည်ပဘူးကြတော့ဒါမှမရဘူးမရဘူးမရဘူးဘုံမှုမကလည်းကောင်ကအလုပ်လက်တက်တွေပြလုပ်ပြဟုတ်လားအဲ့တော့တော်လို့ပေါ့ဗျာထမ်းမြင့်ကုန်ချင်းချုံတွင်းမှာရပါတယ်နော်အဲ့တော့ပြောချင်တာကတော့ထမ်းမြင့်ကုန်ကိုတိုက်ဖို့တို့တို့ပြင်ဆင်နေထမ်းမြင့်ကုန်တို့ကလှုပ်ဆောင်နေတယ်အဲ့တော့ဥစဉ်တို့ပို့ပြီးမှ ခယူဆက်ရမယ်။တမင်ကုန်းတို့ဘယ်ချိုးတော့ပါလိမ့်နော်။ရှေ့ဆက်ပြီးလဲပြည်သူစစ်တွေကိုပေါ့လှုပ်ချင်ကြင်ကြင်အောင်လဲစီယုံရမယ်။စီယုံရမယ်နော်။စင့်ဟွာကိုအနာလုပ်ပြီးမှပြဒနာမရှာကြနဲ့လို့ဦးစင်ကပြောချင်ပါလိမ့်ပါ။ဒါလေးလည်းပြောချင်တယ်နော်။စင့်ဟွာကိုအဲ့တော့ပြည်သူစစ်တွေကိုလည်းဦးစင်အနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တွေကိုစိတ်ဓာတ်ကြဆင်းအောင်ဟိုတရင်သမားတွေမှာဆိုဖဲတီးတွေရှိတယ်နော်။ဘိုကုန်းတွေပေါ့ဘိုကုန်းတွေအရာရှိကုန်းတွေရှိတယ်နော်။ဒါမျိုးဟာတွေကတချို့ဘုံဘုံရရှိကုန်တဲ့စီဝိုင်းဓမ္မတွေရှိတယ်စီဝိုင်းဓမ္မကြောင့်ပြည်သူစစ်စစ်အာရုံနောက်လို့ရှိရင်တို့တော့ဒနေမိုင်းနဲ့ညာတိုက်ပစ်လိုက်တယ်နော်ဘုံဘုံတွေဒါမျိုးတွေရှိတယ် ဒါကြောင့်ဦးသိန်းတို့ခရုဆက်ရမယ်နော်။သူတို့တွေဘလောက်ပဲတွေးခွဲခွဲသူတို့တွေပြည်သူစစ်တရားနဲ့ထွက်ချောင်းမယ်ဘလောက်ပဲပြောပြောစိတ်ဓာတ်ကြောက်အောင်ပဲပြောပြောဘလို့မှစိတ်ဓာတ်မကြနဲ့ကိုယ့်လိုကိုယ်လိုနိုင်ငံတော်မပုံကန်နဲ့နိုင်ငံတော်ထိခိုက်အောင်မလုပ်နဲ့။တမတော်ပုံရိပ်ကြောက်အောင်မလုပ်နဲ့။ကျန်တာတော့ကိုယ့်ဟာကိုဟုတ်လားနော်။ဒါကတော့ကိုယ့်ဟာကိုဘလို့ပဲပတ်စံတော့ရှားတာတော့ရှားတာပဲဟုတ်လား။ပြည်သူဒုက္ခရောက်အောင်မလုပ်နဲ့။ပြည်သူနစ်နာအောင်မလုပ်နဲ့။ ဒါလေးလည်းပြည်သူစစ်တွေအားလုံးတော့ပြောချင်ပါတယ်ဗျာနော်တန်တဲ့ကောလာဟာလာတဲ့ဒရင်နေတင်းနေဆိုအာယုံမဆိုင်နဲ့အာယုံမဆိုင်နဲ့သူ့ဟာကိုဘယ်ဘိုလ်ချုပ်ပိုင်မယ်ဘဒုပိုင်မယ်ဂယုမဆိုင်နဲ့နော်ဒါလေးလည်းပြည်သူစစ်တွေအားလုံးပြောချင်တဲ့စစ်စီလုံးနဲ့ညီညွတ်လုတ်ပါတမိုင်းကစကားပြောသွားပါလိုက်မယ်။နောက်တစ်ချိန်မှာတမိုင်းကစကားပြောသွားပါလိုက်မယ်နော်အဲ့တော့ဦးစင်းရဒီရက်ထဲမှာဆိုလို့ရှိရင်ဒီတရင်လေးတွေပြောတယ်။ပေါ့မြုံနယ်မှာဆိုရင်လည်းဒီနေရာမှာတစ်ဆက်ထည့်ပြောချင်တယ်နော်နမကတိုင်မူကြီးခင်ဗျာနာကဒီတိုင်မူကြီးစီဝဲတောင်းဆိုချင်ပါလိမ့်ဗျာနော်ဦးစင်းတို့ဒါပြည်သူစစ်ရွာတွေမှာစာရင်ကြောင်းဖွင့်ချင်တယ်အဓိကအဖြစ်ဇီးပြားတွေမှာလည်း စာရင်ကြောင်းဖြည့်ခြင်းနဲ့ကိုကိုစုတွေမှာလည်းစာရင်ကြောင်းဖွင့်ခြင်းနဲ့အဲဇီးရရကဥစဉ်ကိုပို့စာပညာရေးဝန်ကြီးဌာနနဲ့ဥစဉ်နဲ့မှတ်ပြီးပို့လည်းမတိပါဘူးဗျာဘာလို့လိုအပ်တယ်လဲဆိုလို့ရှိရင်ဇီးရရမှာစာရေးကရိယာစာအုပ်တွေနဲ့ဒီတင်ယူထုံးစံစာအုပ်တွေအရန်လိုအပ်နေတယ်ဒီစာအုပ်တွေမပို့လို့ရှိရင်ဇီးရရမှာကြောင်းဖွင့်ခြင်းနဲ့ကြောင်းဖွင့်တော့ကလည်းဇီးရရမှာခြာရင်ကြောင်းမှာမြှို့ခိုင်းရတဲ့ကြောင့်ကလေးတွေစာတင်ရဟိုအတွက်အခက်ခဲဟိုပေါ့အခက်ခဲတွေ့နေတယ်အဲ့တော့ပညာရေးဝန်ကြီးဌာနကတော့နားလေးနေတယ်ထင်တယ်ဗျာနားသူတို့ကရပောက်ရလမ်းမှာတာသူတို့ကအဆင်ပြေမှာဗျာနော်ဇီးပြရရမှာမဟုတ်ဘူးလေအဲ့သူတို့တွေမခွေးတိုင်းပညာရေးဝန်ကြီးဌာနအဲ့လောက်ဒီအာယုံဆိုင်မှာမဟုတ်ဘူးဗျာနော် ဲ့တော့မကွေးတိုင်းတိုင်မှုကြီးပဲပေါ့ကိုတော့အားကိုးကြင်ပါလေဗျာနော်မကွေးတိုင်းတိုင်မှုကြီးခင်ဗျာဇီးပြရွာတို့တဲ့နဲ့ပြည်သူစီရွာတွေမှာဒီစားနဲ့ရိုက်ကာရောပေါ့နော်ဒီကဒီဇီးပြရွာကတောင်းဆိုထားတာစာအုပ်တွေနဲ့ဒီစာရေးကိရိယာတွေအထူးလိုအပ်လေလိုအပ်တဲ့အကြောင်းကိုဒါဥစဉ်စီကိုတင်ပြထားပါရယ်ဗျာနော်အဲ့တော့မကွေးတိုင်းကမဟုတ်နမကတိုင်မှုကြီးတခါကြီးငုံမင်းထွန်းပေါ့နော်အများဆုံးဆောင်ရွက်ပေးဖို့အတွက်ပေါ့ကိုတော့မေတ္တာရက်ခံကြပါလေဗျာတခါကြီးကိုအခုလိုဒီစာရေးကိရိယာတွေတခါကြီးနဲ့တော့မဆိုင်ပါဘူးဒါပညာရေးဝန်ကြီးဌာနနဲ့ပဲနော်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ ကနယ်လေးစစ်စခန်းကို KNLA ကညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီ၏ကနယ်လေးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ကယမန်နေ့ညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောသည့်အကြမ်းဖက်စစ်ကောင်စီတပ်၏ကနယ်လေးစစ်စခန်းကိုမေလ20ရက်နေ့ကတည်းကတိုက်ခိုက်နေခြင်းဖြစ်ပြီးယမန်နေ့မေလ26ရက်နေ့ညပိုင်းတွင် အပိတတိုက်ခိုက်တိမ်ပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLACE သတင်းရင်းမြစ်ကပြောသည့်ယမန်နေ့နနက်ပိုင်း DKBE ဌာနချုပ်စုံစည်းမြန်ကြီးရွာသို့ရောက်ရှိလာသည့်အင်အား80နှစ်ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိတချေမုံတိုက်ခိုက်ခဲ့ပြီးနောက်ယမန်နေ့ညပိုင်းစစ်ကောင်စီတပ်၏ကန်နဲလေးစခန်းကို KNLA ပူးပေါင်းတပ်များကတိမ်ပိုက်ခဲ့ခြင်းဖြစ်သည် KNU ကမတ်လဧပြီလနှင့်ယခုမေလအတွင်းတွင် ထိုင်းမြန်မာနယ်စပ်အနီးမှစစ်ကောင်စီ၏ပူးလူတူခလက်တီတခေါ်ပြီးခွေးမော်ဖာသူစခန်းတာလက်စခန်းမေလစခန်းမော်ဘူကီစစ်စခန်းနှင့်ဘလက်တိုစခန်းများကိုစက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးတွင်ကနယ်လေးစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည့်လက်ရှိကရင်ပြည်နယ်အတွင်းမြောက်ဝတီဖျားတုံးစုကော့ကရိတ်ဂျုံတိုးဖာပွန်တန်တောင်ဒေသများတွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNAA မဟာမိတ်တပ်များကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်